တင်းရေပေါ့နော်တင်းဆိုဖြစ်ရှင်အာဖြစ်ရှင်ဆုံးအိမ်မက်ပဲပေါ့မင်းအစိမ့်နဲ့ငားရဲ့ကိုပဲစုံတွေ့ရတော့ရိုက်တာအကမှန်ရကူတည်ဆက်ထားတဲ့အဲစုံမတ်ဇလန်တွေမှာပေါ့နော်ကျွန်တော်ရည်ရဲ့မုံစံကျင်ဘက် မြန်မာလေးအေးတဲ့စင်မောင်တီးဆိုထားရပေါ့နော်ရှောက်တော့ရှောက်နေတာပေါ့လေကိုအင်အားနဲ့ကိုပေါ့ဟိုအများကြီးလည်းခီးမရောက်ခဲ့ဘူးပေါ့နော်အိမ်မဲဆိုလို့ရှိရင်တော့တေးရေပေါ့နော်သေးဆိုဖြစ်ချက်အာ ဖြစ်ရှင်ဆုံးအိမ်မဲပဲပေါ့အားသက်တာကိုတစ်ထောင်ပါကိုတပိတ်တာကို2000ဒါတစ်ထောင်ဘူးကျွန်တော်ပထမ MC နဲ့အင်တာဗျူးလာတာနဲ့ဆို3កောက်ပေါ့နော် ပထမတော့ကတော့ဘောကအကြောင်းယုံကန်နေတဲ့ interview နှစ်ခုပေါ့အဲ့ interview နှစ်ခုမှာဆိုပြရတဲ့သင်ကအခုဆိုရင်ဂျပန်ကမိငယ်တယောက်ဝယ်ဝါတာပေါ့နော်ဟုတ်ကဲ့အခု writer အက္ကမန်ပေါ့နော် writer အက္ကမန်ရေကူးတည်ဆဲထားတဲ့အဲဆုံမဆလန်တွေမှာပေါ့နော်ဆုံမဆလန်တွေမှာတင်းဆောင်အနေနဲ့ကိုခိုင်တို့ရေးပြီးတော့ညီမလေးလာတင်ထားကြီးရတပုတ်ပေါ့နော်ဒါတော့သူတို့တင်းဆောင်ဆုံမဆိုတဲ့ CD နာမည်နဲ့ပေါ့နော်ဆုံမဆိုတဲ့ချင်းတပုတ်ပါတယ် နောက်တော့တစ်ပုတ်ကတော့ကျွန်တော်ရေးတဲ့မုံစံကျင်ဘက်မြန်မာလေးအေးဒီတင်မောင်တီဆိုထားရတယ်ပေါ့နော်အဲ့ဒါတော့ force music ကိုမှဟို romance style လေးနဲ့ရေးပြထားတာပါဒီပါဆွဲကောင်နေရနာယူတန်းတန်းဆွေးနေတော့ရှင်နေရဆွေးမြည်နေအမှတ်တာပြုတ်ပြီလားနော်နော်လူကြောင့်ရေးပြသွားတာလဲဆိုတော့နယူးဇီလန်တွဲရိုက်ကူးနေတဲ့အချိန်မှာအဲဒရိုက်တာဆရာအက်ကမန်ပေါ့နော်အက်ကမန်နေပြီးတော့ကုညာပေါ့ ကျွန်တော်တချင်းလေးဇာဝန်တီတွေမှာထည့်ကျင်တယ်ပေါ့နော်သူပထမတကားအတ္တလွန်တကားလည်းရိုက်ရိုက်ထားတယ်လေအတ္တလွန်တကားမှာကျတော့ဟိုကျွန်တော်တချင်းတော့မပါဝင်ခဲ့ဘူးပေါ့နော်အဲဒုတိယဒီစုံမဆွေတဲ့ဇလန်တော်တွေမှာကျတော့ဟိုထည့်ကျင်တယ်ပေါ့နော်ကိုညာအတ္တလေးတစ်ခုလောက်တော့ကျွန်တော်ကူညီပေးပါအောင်ဆိုပြီးတော့သူကဒီဇလန်မှာပါတဲ့ဟို character တွေပေါ့နော် character တွေရဲ့ပုံစံအနေထားတွေပြီးတော့ဇက်ကဟိုဇလန်ပေါ့နော်အဲအလားလေးကသူကအတူဂျုံလေးပြောပြတယ်ပေါ့နော်ပြောပြတဲ့အခါကျတော့ ဟောအကိုကလည်းဟောကိုရဲ့ခံစားချက်ကလေးတွေပေါင်းဆက်ပြီးတော့ရေးပြစ်သွားတာပါဗျာဟုတ်ကဲ့ရှင်သာလှူရှာခဲ့စကန်နိုင်မှလဲမင်းအစိမ့်နဲ့ငါရဲ့ကိုပဲဆုံတွေ့ရသော ပြောတာပေါ့အတိုင်းမသိပါပဲဆရာကိုအရင်ကျေးဇူးတင်ပါတယ်ဆရာကကျွန်တော်ပုံမှာဆိုရင်ဆရာတစ်ပတ်လိုညီကိုလိုပေါင်းနေဆက်ဆံတယ်ဘဝမှာတော့ပထမဆုံးပေါ့ပထမဆုံးအချိန်ဖြစ်အထင်မှတ်ထားဘူးဇလန်းတော်တစ်ပုတ်မှာနေရာတစ်ခုလေးပါလာဖို့ဆိုတာလေအရင်အတိုင်းမသိပြောမိပါတယ်ဆရာကလည်းအရင်ကျေးဇူးတင်ပါတယ်လို့ခင်ပြောချင်ပါတယ်ဒါကတော့ပရိသတ်ရဲ့လက်ခံမှုအားပေါ်မှာပဲမူတည်မှာပေါ့နော်အကောင်းဆုံးတော့ခြားပြထားပါတယ်ကိုက ဟိုကိုရုံးကန်နေရတဲ့ဘဝနဲ့နောက်ငွေကြီးတိုက်တာကြီးပေါ့နော် Google ထဲမှာတရှင်းတပုတ်ကိုကိုယ်တိုင်ထောက်ဖို့ဆိုတာမလွယ်ကူလာဘူးပေါ့နော်ဒီလိုမျိုးလေးတင်းဆောင်တစ်ခုထဲမှာဇာလန်တွဲထဲမှာပါတဲ့အတွက်ကြောင့်မလို့ဟိုပြိတက်လက်ခံအပေါ်မှာပူတည်ပြီးတော့ရှေ့ဆက်သွားမှာပေါ့နော်ဟိုအကောင်းဆုံးလဲစူးစမ်းထားပါတယ်ဟိုပြောချင်တာတော့ဟိုလူတိုင်းလူတိုင်းကဘာလဲဆိုတော့ဟိုလူတယောက်ကအရင်ချစ်မိသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ပေါ့နော် တဝါသူရဲ့စိတ်ဖြစ်တာပေါ့ဆရာရာအချိန်နှိမ်ဆက်ကနိုင်အောင်အဲကိုယ့်ရဲ့ခန္ဓာကိုယ်သူရဲ့စိတ်တွေနဲ့ယုံကံလှူရှားနေရဆိုတဲ့အကြောင်းနောက်ပြီးတော့လောကကြီးမှာရှိတဲ့အမုန်းကြီးရဲ့တောက်ွယ်မှာပေါ့နော်အမုန်းရဲ့ဆန့်ကျင်ဘက်ဆိုတာချင်းချင်းမြတ်တာပဲရှိရပေါ့နော်အဲ့တော့အမုန်းရဲ့ဆန့်ကျင်ဘက်ပေါ့နော်အမုန်းရဲ့ဆန့်ကျင်ဘက်မှာချင်းချင်းမြတ်တာရင်းနဲ့တီကျူးဖွဲ့နောက်ထားတဲ့တရှင်လေးတပုတ်ပါ လောက်ကလည်းတစ်ဖက်ကရှိတယ်ပေါ့နော်အလုံးတစ်ဖက်ရှိတဲ့အခါကျညာဘိုင်းပေါ့ညာဘိုင်းဆိုလို့ရှိရင်ဟိုရက်ွက်ဆိုတာမျိုးကနည်းနည်းအဆောင်ဆိုတာမျိုးစူးတယ်လေအာယုံမရဘူးပေါ့နော်အဲ့တော့ကိုယ်အစိတ်အာယုံရတဲ့အချိန်ညဆိုရင်7စနစ်လောက်ကစတာမနေ့4နိုင်လောက်မှာဘာလို့လဲဆိုတော့ဟိုပြီးသလွယ်ကြီးသကလုံးနေမထည့်ခြင်းစာသားနေမထည့်ခြင်းနောက်ပြီးတော့ဒီဇက်ကားနဲ့အံဝင်ခွင့်ကြဖြစ်စေမဲ့ဟိုသကလုံးနေပါရမယ်ပေါ့နော်အသုံးလုံးနေပါရမယ်အဲ့တော့အများကြီးစဉ်းစားရပါတယ် ဟိုအရင်ရင်ရေးခဲ့တော့ကတချင်းနေနဲ့လည်းမတူပါဘူးတမူထူကြတယ်ကွဲပြားတယ်ပေါ့နော်အရင်ရင်ရေးခဲ့တဲ့ချင်းနဲ့လည်းမတူထူကြကွဲပြားမှုရှိတယ်အဲ့အတွက်အများကြီးပြင်ဆင်ပြီးအများကြီးရေးကြိုးစားခဲ့ရတယ်အာ2လနီးပါးလောက်တော့ကြာမယ်ထင်တယ်ဒီဆရာကိုဒီတချင်းပြီးသွားလို့ဆရာအိမ်ကိုသွားပြတဲ့အချိန်မှာတော့ဆရာဆက်လုံးတစ်လုံးတောင်ပြင်နေရမလို့ပဲနဲ့လုံးဝကွက်တိကြာသွားခဲ့တယ်ပေါ့နော် ဒါကဟိုဇာကားတစ်ခုထဲမှာပါသွားမဲ့အရာလေးဒီနောက်ခံတေးပုံနိုင်မျိုးနဲ့ရှေ့ရသရုပ်ဆောင်နဲ့နောက်ခံတေးနဲ့ရောရှက်ပြီးတော့ပါသွားမဲ့ဟာဆိုတော့ဟိုဒွိကဖြစ်မသွားဘူးကအရန်ကြီးကြည့်တယ်ဗောနော်ဟို crop ဖြစ်မနေဘူးကအဲ့တော့အကောင်းဆုံးပြင်ဆင်ပြီးတော့အကောင်းဆုံးစူးစမ်းထားပါတယ်ဟုတ်ကဲ့လက်ခံနိုင်တဲ့အချိန်ထိစဉ်းစားလို့မချိန်ရခဲ့ဘူးဒီလိုပဲ ဟိုရှောက်တော့ရှောက်နေတာပေါ့လေကိုအင်အားနဲ့ကိုပေါ့ဟိုအများကြီးလည်းခီးမရောက်ခဲ့ဘူးပေါ့နော်ဒါပေမဲ့ဆရာနဲ့ဒီမထင်မှတ်ဖက်နဲ့တွေ့ဆုံပြီးတော့နောက်မှာတော့ကိုရဲ့အမှုပြန်အားဒီကကျော်လင်းချက်ပို့ပြီးတော့ကြီးမားလာတယ်ပေါ့နော်ပြီးတော့ဟိုလွယ်လွယ်ကူကူလည်းမလုပ်ချင်ဘူးတပုတ်ဆိုတပုတ်အကောင်းဆုံးလေးချပေးခြင်းနဲ့ပေါ့နော်ချပြခြင်းနဲ့အားကြောင့်မလို့လဲအခုလိုမျိုးကြံ့ကြာနေတာပေါ့နော်အဲဒီစုံမဲ့ဇာလန်တွဲလေးကအရန်ကို ကောင်းမွန်တဲ့တမှုထူးခြားတဲ့ဇာလံတွဲလေးဖြစ်ပါတယ်။ဆုံမဇာလံတွဲလေးကိုအောက်တိုဘာ23ရက်နေ့ညကနေစပြီးတော့ဟိုပေါ်တော့အပတ်စဉ်တနင်္လာနေ့ရနေ့တောက်ကြနေ့ထိ Channel 7ရုပ်တန်နဲ့ Apple ရုပ်တန် line တို့ကနေပြီးတော့ည9:00နာရီမှာထုတ်လင်းပြသပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ချစ်တဲ့ပြည်သက်ကြီးလေကျွန်တော်တချင်းလေးကိုခန်းစားနာဆင်ရင်းနဲ့ဒီစုံမတ်ဒရိုက်တာဆရာဒရိုက်တာအဲ့ကမှရိုက်ကူးထားတဲ့ဒီဇာလန်တွဲလေးကိုလည်းပဲအားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာ